းတက်တန်းဘယ်လောက်ရှိပြီလဲပေါ့ဒီနောက်ပြီးဒီတက်တန်းအတွင်းမှာလေးလေးအနေနဲ့အတွေ့အကြုံနဲ့အရေးပါဆုံးတော့လောက်ဆောင်မှုတွေကပြည်သူတွေပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိရလဲဆိုတာလည်းသားတို့တစ်ချက်လောက်ပြောပြပါအောင်ဗျဟုတ်ကဲ့ဒီမေကွန်းကလည်းနိုင်ငံရေးသမားတယောက်လည်းဖြစ်တယ်ခုဒေါ်လာရေးထဲမှာလည်းဒီဇိုင်းမဲမဲပါနေတယ်ဆိုတော့ဒါမေးတင်မေးလိုက်တဲ့မေကွန်းတရက်ဖြစ်တယ်လို့ကျွန်တော်ခန့်ယူပါတယ်ကျွန်တော်ဘယ်လိုနိုင်ငံရေးခန့်ကဏ္ဍတွေမှာတက်တန်းဘယ်လိုဖြတ်တန်းခဲ့လဲ ဘာရီတာဝန်ယူခဲ့လေပြည်သူအတွက်ဘာအကျိုးရှိလဲဆိုတော့မိကုံးဟာအင်တာမတ်တင်ပြတဲ့မိကုံးပါဟုတ်ကဲ့ကျွန်တော်ကတကယ်တော့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်မှာကျွန်တော်စပြီးနိုင်ငံရေးကိုလုပ်ခဲ့ပါဖေနီးယားမှာနိုင်ငံရေးစတင်ပြီးတော့အမြူတေးဆန်းလာလဲဆိုရင်1989ခုနှစ်မှာတိုင်းပြည်မှာရှိနေတဲ့ငွေကြေးတွေကိုဒီတပါတီအာဏာရှင်စနစ်ဖြစ်တဲ့မဆလာတပါတီအာဏာရှင်စနစ်က ထဲမှာပါရဝင်တဲ့ပုံကိုယ်တွေတိမ့်စီခဲ့ပါတယ်။အဲ့ဒီတိမ့်စီခဲ့ရနေကျွန်တော်တို့ပြည်သူလူထုရဲ့အခြေခံကြတဲ့ပြည်သူလူထုတွေရဲ့ဘဝကငွေကြီးကြီးတွေနဲ့ချုပ်တက်ပြီးတော့အားလုံးဟာဆံမြုပ်ကိုလေတောင်းစားတဲ့ဘဝမျိုးတွေထိရောက်လာခဲ့ပါတယ်။အဲ့ဒီအရာနေစပြီးအာနာရှင်ဆိုတာပါတီအာနာရှင်စနစ်ဆိုတာကဘယ်လိုစနစ်မျိုးလဲဆိုတာကိုကျွန်တော်စစိတ်ဝင်စားလာပါတယ်။အဲ့လိုစိတ်ဝင်စားလာမယ်တကယ်တပါတီအာနာရှင်စနစ်ဆိုတာကကျွန်တော်တို့တသွေးတတန်တမိတ်လက်ညှိုးတောင်ကောင်းကြီးစက္ကလုံနဲ့အားလုံးကောင်းပါသည် ခမားဆိုပြီးတဦးတယောက်တော့သူရဲ့ဥဆောင်မှုအောက်ကနေမဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေလက်ညှိုးထောင်ပြီးခေါင်းညင်းရတဲ့ဘဝမျိုးကိုအနာရှင်တပတိအနာရှင်စနစ်လို့ခေါ်တာကိုကျွန်တော်လုံးဝမနစ်သက်ခဲ့ပါဘူးကျွန်တော်ရဲ့နိုင်ငံကြီးအစကတော့အဲ့ဒီလိုတဖက်တက်အနိုင်ယူပိုချဆုံးမပြီးပြည်သူကိုကျွံတပေါလို့ရဆက်ဆံပြီးသူ့ရဲ့ရွှေမျိုးသားချင်းတွေကြီးဝါချမ်းသာအောင်လုပ်တဲ့အနာရှင်စနစ်ကိုတပတိအနာရှင်စနစ်ပေါ့နော်အဲ့ဒီစနစ်ကိုမကြိုက်ရနေကျွန်တော်နိုင်ငံကြီးစခဲ့ပြီဖြစ်တဲ့အတွက်ကျွန်တော်1900 89ခုကစတယ်ဆိုတော့ပြောမယ်ဆိုရင်တော့39 38တော့ရှိပါပြီနိုင်ငံရေးတက်တန်းကအဲ့လိုပြောမယ်ဆိုလို့ရင်အခုကျွန်တော်တို့ကျွန်တော်88အဲနိုင်ငံရေးသမား NLD နိုင်ငံရေးသမားလို့ပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်88မှာဆိုလို့ရှိရင်ဦးနေဝင်ကအားလုံးတည်တဲ့အတိုင်းပဲဟာဒီတခါမင်းတို့စုရဲတဲ့ကောင်စုအော်ရဲတဲ့ကောင်အော်ကြစစ်တပ်ဆိုတာပြည့်ရဲ့ မိုးမထောင်မပြေဘူးပြင်းတဲ့ပြတ်တက်တယ်ဆိုကျွန်တော်တို့88မှာလဲ88လား88ကနေစပြီးတော့ကျွန်တော်တို့ပေတရာလမ်းမပေါ်ဒီမှာကျွန်တော်တို့ရဲ့ဆန္ဒဖော်ထုတ်မှုတွေဆန္ဒပြမှုတွေကျွန်တော်တို့ကြောင်းသားလူငယ်တွေရာအစဌာနဆိုင်ရာအပါဝင်အားလုံးတော့ပြည်သူတွေပါပါဝင်ကျွန်တော်တို့လက်နေလျောင်းမြင်းဆောင်မကြံအားလုံးကသူ့ကိုမကြိုက်ဘူးဆိုတာကိုပြခဲ့တဲ့အခါမှာ88မှာလဲကျွန်တော်တို့အတက်တွေတွေးတွေဘဝတွေကျွန်တော်တို့ပြီးခဲ့ကြရတယ် အဲ့လိုပေးခဲ့ကြမှာဆိုလို့ရှိရင်လေကျွန်တော်ကလေးတွေအသက်မပြည့်သေးတဲ့ចောင်းသားလူငယ်ကလေးလေးတွေကအစကျောင်းသေးချေပျက်စီးခဲ့ရတယ်။မီဒီယာလမ်းတွေကတကယ်တော့အနက်ရောင်ကနေတွေးရောင်နေဖုံးလွှမ်းခဲ့ရတယ်။အဲ့လောက်ထိ88မှာဗိုလ်ချုပ်မှုအနိုင်ကျင့်လာခဲ့တဲ့အတွက်သူတို့တရားလက်နက်ရှိရင်အနိုင်ယူစရမ်းလားပြည်သူဟာအာဏာရှင်ရဲ့ကျွန်လားအဲ့လိုဆိုတော့တို့ပြည်သူဟာတခင်ဖြစ်ရမယ်ကျွန်မဖြစ်ရအောင်။ဒါကြောင့်မို့လို့ကျွန်တော်နိုင်ငံရေးကို88လ88ကနေကျွန်တော်စတင်ပြီးတော့ပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။ 哎哟，楼上个嘞，看嘛，就那路阿南线啊，阿南线深圳七点，乌内湾乌山有乌一个毛毛，就那路呃，三路第六八个没有一个，就那十三线嘛，八万个家的阿罗阿弟弟啊，多了一眼阿叔的，特别一眼阿叔的阿龙啊，就那都六月阿南阿南弟阿南弟没有一个，就初一啊，背地阿妈我嘛，得地队里去的呢，不怕我在这里边了，没下药，票卡人家家哪里？ ဲ့လိုပြောကြရင်ကနေမှကျွန်တော်တို့နောက်တစ်ချိန်မှကြတော့ဟာလာသူတို့ဟာသူတို့အဲ့ဒီအာနာတီမြဲမှုတွေကိုဟာလာဆက်မလုပ်တော့တဲ့ပုံစံမျိုးနဲ့လုပ်ပြီးတဲ့ခါတည်းမှာကျွန်တော်တို့တိုင်းပြည်ကိုရွေးကောက်ပွဲလုပ်ပေးခဲ့ပါတယ်အဲ့ဒါတော့1990ပြည့်နှစ်2029ခုနှစ်မှာရွေးကောက်ပွဲလုပ်ပေးပါတယ်ရွေးကောက်ပွဲမတိုင်ခင်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာပါတီတွေကိုထူထောင်ဝင်ပေးပါတယ်အဲ့ဒီပါတီတရားကျော်ရှိပါတယ်အဲ့ဒီတရားကျော်ထဲမှာမှာကျွန်တော်တို့အကြိုက်နှစ်သက်ဆုံးသောပါတီကိုမိမိကိုယ်တိုင်ရွေးချယ်ပြီးတော့ပါဝင်ခဲ့ရပါတယ် 把我们家来开的，叫能把地王，名字写在卡里嘛。只能苗大姐莫回事，过来照顾。叫能有钱吧，反正有钱了，把地方有了莫包，高档的有钱吧，高档的嘛。而且呢，按数点数的，高档都要交。五十比如，只能录啊，出道哪里把地去办的？按说啦，五万几去办的，数数啦，两三数几去办的？点数啦，五点五去办的。而且呢，五万几下来，五年下来就钱，好了，过了过了嘛，钱你那干嘛？我那没收过了。 စာမျက်နှာဆက်ရှိလာနဲ့ကျောင်းသားဒုစီမှာထဲရနေပြီးတော့ဟလာစာထုတ်လိုက်ရင်လည်းပြည်သူလူထုတွေဟာကျွန်တော်တို့ဥနေဝင်ရမကောင်းမှုတွေဥနေဝင်ရရက်တိမှုတွေမမှန်ကန်တာတွေကိုသိပြီးအကုန်လုံးလူလူအုံကြွမှုတွေဖြစ်လာရနေပြီးတော့ဒီလိုကောင်းဆောင်ကောင်းနေရှိတဲ့ပါတီမှာငားနေရမယ်ဆိုပြီးကျွန်တော်စတန်ဘာလ29ရက်နေ့1988ခုနှစ်ပါတီစဒူတော်စင်ကာလကနေနေယနေ့အချိန်ထိကျွန်တော်ဟာပါဝင်ခဲ့သူတဦးဖြစ်ပါတယ်အဲ့လိုပါဝင်ခဲ့တဲ့အခါမှာကျွန်တော်ဟာရက်ကြီး မြို့နယ်ခရိုင်တိုင်းအစစ်စစ်နေမှာကျွန်တော်ပေးရတော့တာဝန်ဝင်တရားများကိုကျွန်တော်ကျေပြွန်သွားထမ်းဆောင်ရပါတယ်အနည်းချုပ်ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ဟာလူငယ်နိုင်ငံရေးသမားတယောက်လို့ကျွန်တော်ကိုကျွန်တော်ပြောရပါလိမ့်မယ်ဘာကြောင့်လဲကျွန်တော်ကြီးမားနိုင်ငံရေးတဲ့ဝင်လို့တာမဟုတ်ပါဘူးကျွန်တော်အသက်ငွေစင်ကာလကလေးကနေနိုင်ငံရေးကိုကျွန်တော်စတင်ခဲ့တာဖြစ်တဲ့အတွက်အခုအသက်ကြီးလို့ဒါလူကြီးလို့ခေါ်ရင်ခေါ်ပေမဲ့ကျွန်တော်ရဲ့ဖြတ်သန်းမှုကလူငယ်နိုင်ငံရေးသမားဖြစ်ပါတယ်ဘာကြောင့်လဲရကြင်းကြီးလာကမှကျွန်တော်တို့ရကြင်းကြီးမှဆိုလို့ရှိရင်လေရကြင်းရဲ့ကျွန်တော်ဟာ လူငယ်တာဝန်ခံတစ်ဖြစ်ခဲ့တာလေမျိုးနယ်မှာလည်းမျိုးနယ်လူငယ်ရဲ့တာဝန်ခံတစ်ပါပဲဖြစ်ခဲ့ပါအဲ့လိုကနေမျိုးနယ်လူငယ်တာဝန်ခံနေပြီးတော့ကျွန်တော်တို့မန္တလေးတိုင်းလူငယ်တာဝန်ခံမှာပူတဲ့တာဝန်တွေကိုထမ်းဆောင်ရင်မန္တလေးတိုင်းရဲ့လူငယ်ကူညီပေးရေးအဖွဲ့တာဝန်ခံအဖြစ်နဲ့လည်းစတင်ထူထောင်ခဲ့ပြီးတော့ကျွန်တော်ကမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုကျွန်တော်အသက်35နှစ်ပြည့်တဲ့အချိန်မှာလူကျွန်တော်တို့ရဲ့ပါတီစည်းကမ်းအရကျွန်တော်ပါတီကနေနှုတ်ထွက်ခဲ့ရပါတယ် နှုတ်တက်ခဲ့ပြီးတော့မှလူချင်းကြီးလာကံမှာဝင်ရောက်ရှင်မြိုင်ခွင့်ပြုခဲ့သည့်အတွက်ဝင်ရောက်ရှင်မြိုင်ရနေကျွန်တော်အရှိန်မြောင်းမြို့နယ်မှာငကွားမန္တလေးမှာဆိုရင်အရှိန်မြောင်းမြို့နယ်အရှိတောင်မြို့နယ်အနောက်မြောင်းမြို့နယ်နောက်နောက်နောက်တောင်မြို့နယ်ဆိုရင်မြို့နယ်၄ခုရှိပါတယ်အခုတော့ခုနခုနမြို့ရှိပါတယ်ကျွန်တော်တို့လုတ်ခဲ့စဉ်ကလား၄မြို့နယ်မှာကျွန်တော်ကအရှိန်မြောင်းမြို့နယ်ရဲ့လူငယ်ဘဝကနေပြီးတော့နားပြီးပါတီညီလာခံဝင်ပြိုင်တဲ့အခါမှာမြို့နယ်ရဲ့အတွင်းရေးမှုတာဝန်ကိုကျွန်တော်စတင်ရယူရပါတယ်အဲ့လိုနဲ့ကျွန်တော် လို့နဲ့တွေ့ရမှုတာဝန်နေစပြီးလူကြီးတာဝန်ကိုစယူခဲ့ရင်ကနေမှနောက်ကျွန်တော်တို့ဥက္ကရာဖြစ်တဲ့လူရာတည်ကြည်သွားတဲ့ဥက္ကရာတွေရှိတယ်လို့ကျွန်တော်တို့နှုတ်ထွက်သွားတဲ့လူဥက္ကရာတွေလည်းရှိရတဲ့ပြန်လဲရွေးချယ်ခဲ့တဲ့မှာကျွန်တော်အစိမ်းမြောင်းမြုံနေရဲ့ဥက္ကရာတယောက် ဖြစ်ခဲ့ပါတယ်အဲ့လိုဖြစ်ခဲ့ပြီးတော့ကျွန်တော်တို့လူ NLD ရ26 4 61 26ရဲ့4 1990နဲ့တင်မှာဘုံကျုံခင်ညွန်းကနေပြီးတော့ တော့၅ရောင်မရှိတဲ့ပါတီဝင်တွေဟောဆိုင်းဘုတ်တင်ထားတာတွေဖြတ်မယ်26 4 61တွေ NLC ကင်းစင်ပပျောက်ရင်နှစ်ဖြစ်ရမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တဲ့အတွက်ကျွန်တော်ဟာမဖြစ်မနေဒီ NLD ပါတီဆိုင်းဘုတ်နှစ်အလုံးမှုဆောင်ဘွယ်ရည်တည်ရေးအတွက်ကျွန်တော်လူငယ်ပြည်ပြည်လူငယ်စိမ့်နဲ့ဝင်ရောက်ပြီးရွေးချယ်ရင်ကျွန်တော်တွေ့ရမှုဖြစ်လာသလိုဥက္ကဋ္ဌဖြစ်တဲ့ပုံကိုယ်တွေကလည်းပေသူဝသေးထွက်သူဝထွက်တာဖြစ်တဲ့အတွက်ကျွန်တော်ဟာနောက်တစ်ဆင့်တူပြီးကျွန်တော်တို့မြို့နယ်အရှင်းမြမြို့နယ်ရဲ့ဥက္ကဋ္ဌတာဝန်ကိုကျွန်တော်ဟာရယူခဲ့ပါတယ် အဲ့လိုရယူခဲ့ရဲ့အနေမှာကျွန်တော်အစင်းစင်းအစင်းစင်းနဲ့ကျွန်တော်လူငယ်တာဝန်တွေဖြစ်တဲ့เนาะကျွန်တော်လူငယ်အကူအညီပေးရေးအဖွဲ့ဆိုတာကျွန်တော်တို့မှာလူငယ်တွေကတမင်မွေးရင်ကြားစားခြင်းကြားစားရင်းဆိုတယ်လို့ပဲကျွန်တော်တို့ဖွဲ့လိုက်ဖမ်းသွားလိုက်ကုံသွားလိုက်ဖမ်းသွားလိုက်ကုံသွားလိုက်အဲ့ဒီမှာနေကျွန်တော်တို့လူကြီးပိုင်းတွေမှာရောက်လာပြီမဲ့အတအားဖြင့်တော့35ကျော်ရင်မလုပ်ရဘူးဆိုပေမဲ့အကူအညီပေးရေးအဖွဲ့တွေကို ကျွန်တော်တို့လိုလိုအပ်လို့ဖွဲ့တဲ့အခါမှာကျွန်တော်ကူရီဝေးရေးဖွဲ့မှာဝင်ရောက်လုပ်ကင်ရင်မန္တလေးတိုင်းရဲ့လူငယ်ကူညီပေးရေးဖွဲ့တာဝန်ခံအဖြစ်ကျွန်တော်လုပ်ကင်ခဲ့ပါတယ်။အရိယာနေမှာတစ်စက်ကျွန်တော်တို့ရတိမြို့တော့လူကြီးညီလာခံနေကျင်းပတဲ့အခါမှာကျွန်တော်လူကြီးညီလာခံမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အခါမှာမန္တလေးခရိုင်ရဲ့လုံမှုဆောင်ဖွဲ့ပြီးကျွန်တော်အရေးအရေးချက်ခံပါတယ်။အဲ့မှာကျွန်တော်အမှန်အများဆုံးရရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ကျွန်တော်စည်းကမ်းရတော့ပါတီဝင်တွေပေးတဲ့အမှတ်ကျွန်တော်အကုန်ရခဲ့ပါတယ်။ ျွန်တော်အများဆုံးရပါတယ်။ဒါပေမဲ့ကျွန်တော်ဥက္ကရာမဟုတ်ပါဘူး။ဘာလို့မဟုတ်တာလဲဆိုတော့ကျွန်တော်တို့ပါတီစည်းကမ်းညာကြတော့ဒီမှာရွေးခန့်လိုက်ရတဲ့ပါတီလုံးမှုဆောင်15ခုရှိတယ်။အဲ15ခုရဲ့သဘောထားနဲ့ဘယ်သူဥက္ကရာဖြစ်တဲ့နယ်ဆိုတာကိုပဲအမှတ်နဲ့မဟုတ်ပဲနဲ့လုံးဝအတူတူလောက်ကန်ဆောင်ရမယ်ပုံကောများရဲ့ဆန္ဒသဘောတရားအရာရွေးချယ်ရတဲ့ဖြစ်တဲ့အတွက်ကျွန်တော်အထက်မှာဥက္ကရာတယောက်ကိုရွေးလိုက်တဲ့အတွက်ကျွန်တော်ကိုဒုတိယဥက္ကရာတာဝန်ပေးခဲ့တဲ့အတွက်အခုຫນွေဦးတော်လံရည်ကြီးဖြစ်တည်အထိကျွန်တော်ဒီဒီ ပါတီရဲ့ဘာလိုက်မန်လေးခရိုင်မြို့သားဒီဝစီဘွဲ့ချုပ်ဒုတိယဥက္ကရာအဖြစ်နဲ့ကျွန်တော်ဆက်လက်တာဝန်ထမ်းဆောင်နေရခြင်းအဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ပါတီဝင်တက်တန်းဟောနိုင်ငံရေးပြတ်တမ်းမှုတက်တန်းလို့ပြောမယ်ဆိုရင်တော့88ကစခဲ့တဲ့အတွက်39နှစ်တော့ရှိခဲ့ပါပြီအဲ့ဒီ39နှစ်မှာခုနဆရာသမားဟလာဖူတာမေးတယ်လို့ကိုပြန်ပြရမယ်ဆိုပြည်သူလူထုအတွက်ပြည်သူလူထုအတွက်ဘာတွေအကျိုးရှိလဲလို့ပြောမယ်ကျွန်တော်တို့တိုင်းပြည်က အာနာရှင်နေဘူဇာဆိုးမှုအနိုင်ကျင့်ခံရတဲ့တိုင်းပြည်ဖြစ်တယ်။ဘယ်တော့မှမခွင့်ပြုခဲ့ဘူးဘယ်တော့မှမတိုးခဲ့ဘူး။တတလုံးတသွေးတတန်တမိန်နဲ့ကျွန်တော်တို့နေလာခဲ့ရတယ်အကြောက်တရားဆိုးမှုလာခဲ့ရတာ။ခဏိချင်းကြီးလည်းအကြောက်တရားနဲ့အကြောက်တရားကိုကျွန်တော်တို့ပြုစားခံရတော့ဖြစ်ပါတယ်။အဲဒီလိုဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမလုပ်ပြနေတယ်ဆိုပြည်သူကိုမကြောက်တရားတွေနဲ့ကျွန်တော်ဟောရပါတယ်။ မကြောက်တရားတွေခေါ်ခဲ့ရတဲ့အတွက်ပြည်သူလူထုတွေရဲ့အကျိုးကဘာပြောလဲအာဏာရှင်တိုင်းကိုငါတို့ကဒူးထောက်အညံ့ခံမယ်ဆိုငါတို့တားဆင်းမြေစက်တစ်တလုံးအာဏာရှင်ရဲ့စစ်မဏ္ဍအောက်ကစစ်ကြုံဘဝရောက်မှာပဲဆိုတဲ့အသိဉာဏ်တွေကိုကျွန်တော်တို့ပေးနိုင်ခဲ့ပါတယ်ပြောနိုင်ခဲ့ပါတယ်ဟောနိုင်ခဲ့ပါဒါအတိကအန်တီမန်ညီမချာမြမနိုင်ငံရေးဖွံ့ဖြိုးတိုးတက်ဖို့ ਨੇ အကြောက်တရားကင်းမဲ့တဲ့တတိရှိရှိတဲ့နောက်ဘယ်လိုအစိုးရမျိုးဘယ်လိုနိုင်ချင်းနိုင်လူ စစ်ကောင်စီမျိုးပဲဖြစ်ဖြစ်အာဏာရှင်မျိုးပဲဖြစ်ဒုတိယကလက်ပိုက်ကြည့်မနေဘူးဆိုတာကပေါ်လဲလာပါတယ်အဲ့ဒီဟာတွေကအကျိုးရှိပါတယ်အဲ့တော့ဒါတွေဖြစ်လာလဲဆိုတာပြည်သူတွေကြောက်လားမကြောက်ဘူးလားဆိုတာပြည်သူကတကယ်တမ်းကျတော့အာဏာရှင်ကိုကြောက်တယ်လို့ယူဆရပါမယ်တကယ်ပြန်ကြည့်ပါတမိုင်းကိုပြန်ကြည့်လိုက်ရင်1990ပြည့်နှစ်မေလ29ရက်နေ့မှာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီကနေတိုင်းနာစီလုံးကြီးညိုရေးပါတီကိုပြောင်းခဲ့တယ်ဦးနေဝင်ကသူနိုင်မယ်ထင်လို့ရွေးကောက်ပွဲကိုလုပ်ခဲ့ပြီးပြီပဲကျွန်တော်တို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကိုကျွန်တော်တို့တို့ 回家家里修个哑巴的。阿达阿罗，这过阵子了嘛，七十多牙开弄的，无多后生意，就我三手机五十多，我打的我就拍就挂，阿爹阿爹，那也是个吧，阿有那也是个嘛，打米也，阿早茶拿乌，谁讲不会嘛，那一路本身呢就大哈，他谁讲不会弄也，他阿龙的米几巴，多少嘞？ ကျွန်တော်တို့သူတို့နိုင်မယ်ထင်ပြီးပြိုင်လဲတယ်မှာကြာဆုံးသွားတဲ့အတွက်ကျွန်တော်တို့ကိုအာဏာမပေးခဲ့ပြန်တဲ့1990ပြည့်နှစ်မေလ29ရက်နေ့လောက်တော့ရွေးကောက်ပွဲဒီအာဏာလွှဲပေးဖို့ရာအတွက်လုပ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးအဲ့တုန်းကတော့ဟလာနာဝတအတွင်မှုဟလာနာဝတအတွင်မှုဖြစ်တဲ့ဘုကျုပ်ခင်ညွန်ကြီးညာခဲ့တဲ့တင့်မြင့်ဆောင်90အရဒီရွေးကောက်ပွဲဒီအခြေခံဥပဒေရေးဆွဲရန်အတွက်တာလောက်ခဲ့တဲ့ရွေးကောက်ပွဲဖြစ်တယ်ဒါကြောင့်မို့လို့ ခြေခံဥပဒေကိုပဲရေးရမယ်။ဒါအာဏာမလွှဲပေးနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်က1990ပြည်နှစ်ကအနိုင်ရရှိခဲ့တဲ့ပါတီဝင်များအခုလိုပဲကျွန်တော်မျိုးရယ်ကနေတောခုရတဲ့ဘဝနဲ့အဝေးရောက်ဆိုရ NCGUP ဆိုပြီးတော့ဖွဲ့စည်းတည်ထောင်ခဲ့ရပါတယ်။အဲ့လိုနဲ့အာဏာရှင်ဟာပြိုင်ကြည့်တယ်နိုင်မယ်ထင်လို့ပြိုင်တယ်ပြိုင်တိုင်းရှုံးတယ်ရှုံးလာတဲ့လက္ခဏာကိုကြည့်ချင်းအပြည့်ပြည်သူလူထုတွေဟာဒါလောက်ထိ ရည်မှန်းချက်ကောင်းလေရည်ရွယ်ချက်ကောင်းလေတတိရှိတယ်ဒါကျွန်တော်တို့နိုင်ငံရေးကမ္ဘာကြီးရဲ့လောက်လာတဲ့အသိပညာပေးမှုကြောင့်ပြည်သူတွေတတိရှိလာတာဖြစ်တယ်ပြည်သူဟာလောလောဆယ်ခံနေရပါမယ်တကယ်ပြည်သူစန္ဒာကိုဖော်ထုတ်ရမယ်ဆိုရင်တနေ့ကျရင်ပြည်သူဟာနောက်မဆုံးတက်ပါဘူးအဲ့တော့1990ပြည်နဲ့မင်းနဲ့ဆက်ကောင်မှလည်းကျွန်တော်တို့ပြည်သူလူထုရဲ့ကျွန်တော်အနေနဲ့နိုင်တာမဟုတ်ပါပြည်သူနိုင်သွားတာပါပြည်သူကငါတို့ကိုအနိုင်ယူတဲ့လူတွေ အဲ့ဒီလူတွေကိုအနိုင်မပေးဘူးငါတို့လိုချင်တဲ့လူငါတို့ရွေးမယ်ဆိုတဲ့လွတ်လပ်စွာရွေးချယ်ခွင့်လူခွင့်ရရပြည်သူလူထုကတို့ရွေးရတဲ့တနေ့မှာတို့လိုချင်တဲ့လူကိုတို့နိုင်အနိုင်ပေးခဲ့ပါဒါကဒါကကျွန်တော်ပြည်သူတွေအကျိုးရှိတယ်ဆိုတဲ့ကိစ္စရက်ကိုထောက်ပြတာဘလို့ဒီအကျိုးရှိလဲလို့ပြောမယ်ဆိုဒါတောင်က90တောင်ကကိစ္စကိုပြောတာပါနောက်တစ်ခုကျွန်တော်တို့ဒီဘက်မှာရွေးလျားရင်းနဲ့ကျွန်တော်တို့ခေါင်းဆောင်တွေကိုဖမ်းတယ်အဝေးရောက်လူတွေနဲ့ဟာလာဝေးရောက် ပြင်းနေတဲ့ပုံကိုယ်တွေအပြိုင်ဝင်လို့မရဘူးအဲ့တော့ပါတီမှာတာဝန်ရှိတဲ့လူတွေဖမ်းတယ်ဖမ်းရရနေပြီးမှနောက်ဆုံးကြတော့တိုင်းပြည်ရဲ့ဟာလာအချိန်နေအမှန်ကသူတို့ဒီလိုအာဏာရှင်ဆန်ဆန်ဆက်အုပ်ချုပ်လို့တော့မရတော့ဘူးအဲ့လိုအုပ်ချုပ်မယ်ဆိုလို့ချင်းတို့နိုင်ငံတကာကလည်းလက်မခံတော့ဘူးအဲ့တော့ဒိုးအုပ်ချုပ်လာတဲ့ကြာပြီးဖြစ်တဲ့အတွက်ငါတို့ကငါတို့လူနဲ့ငါတို့ပြန်ရင်နိုင်အောင်မှာပဲလို့စက်တင်ပြီးတဲ့အခါမှာနောက်ဆုံးကျွန်တော်တို့ဒီမှာ2012ခုနှစ်ပေါ့နော်2012ခုနှစ် ဝထုတ်သိသိရဲ့အစိုးရလက်ထက်မှာကျွန်တော်တို့အုပ်ချုပ်ကံကျွန်တော်တို့ရဲ့ NLD ပါတီမှာတာဝန်ရှိသောပုဂ္ဂိုလ်များကိုအကျဉ်းဆံဘွားနေပြီးတော့ကျွန်တော်ညှိနှိုင်းဆောင်ရွက်ပြီးလွတ်လာပြီးတော့မှရွေးကောက်ပွဲကိုကြားပြတ်ဝင်ရွေးခိုင်းပါတယ်ရွေးကောက်နေတဲ့အခါမှာ45နေရာမှာ44နေရာအနိုင်ရရှိခဲ့ခြင်းဒီလေပြည်သူလူထုတွေဤအတွေးအခေါ်ဉာဏ်ပညာကြီးမားမှုနဲ့ တတိရှိဘူးငါတို့အလဲရောက်ရင်နောက်မဆုတ်တတ်ဘူးဆိုတဲ့ကျွန်တော်တို့စူးစမ်းပန်းစားထောက်ခံအားပေးမှုကိုလည်းဒုတိယအကြိမ်ရခဲ့ခြင်းဟာကျွန်တော်နိုင်ငံရေးသမားများရဲ့ပြည်သူအပေါ်မှာလိုကြအောင်တက်ကြအောင်ဟောပြောစီရင်ခဲ့ရတဲ့ကျေးဇူးတွေလိုပဲပြောရမှာပါဒါရင်လားမဟုတ်ပါဘူးအားလုံးခင်ဗျားတို့သိပါတယ်ဒါကကျွန်တော်မြပါပြီးမှာ ရွေးကောက်ပွဲ၄ချိန်ရှက်ကမှာနောက်2015ခုနှစ်ကျွန်တော် NLD ပါတီကဦးသိန်းစိန်လက်ထက်မှာပဲရွေးကောက်ပွဲလုပ်ပြီးတဲ့ခါမှာကျွန်တော် NLD ပါတီဝင်ရောက်ရှင်းပြန်ခဲ့ပါတယ်အဲ့လိုရှင်းပြန်ခဲ့တဲ့အခါမှာလည်းကျွန်တော်တို့အစိုးရခွဲနိုင်သည့်အထိမြို့သားဒီမိုကြီးဖွဲ့ချုပ်ကလောက်ကနေတဲ့အတွက်15နှစ်20 NLD ပါတီအစိုးရဖြစ်ခဲ့ပါတယ်ဒါ NLD ပါတီတော်လို့လားတက်လို့လားမဟုတ်ပါဘူးပြည်သူလူထုကအာဏာရှင်ဆိုတာကို တလုံးကိုလက်မခံနိုင်တဲ့အတွက်အာနာရှင်မဆန်တဲ့ပြည်သူဘတ်တော်သားအာနာရှင်ကိုနိုင်မဖြစ်တဲ့စုပွဲမှုဖဲဖွဲရှိလဲဆိုတာကိုပြည်သူတွေမြန်မာတွေနဲ့တွေ့ရတဲ့အခါမှာ NLD ပါတီသားလည်းအာနာရှင်ကိုအနိုင်ယူနိုင်တဲ့ပါတီဖြစ်တယ်ဆိုတာကိုသိတဲ့အတွက်ကျွန်တော်မဲကိုလည်းအပြတ်တဆက်လက်ပြီးတော့ဟလာနိုင်ရရှိရပါတယ်ဒါတွေပြည်သူတွေဖွံ့ဖြိုးလာပြီးပြည်သူတွေတိုးတက်လာပြီး ပြည်သူတွေဟောဒီလိုဒီမိုကရေစီဆိုတဲ့ဝါဒတွေကိုလေးစားလာပြီးလက်ခံလာပြီးဒီမိုကရေစီစနစ်ကိုကျင့်သုံးဖို့ရအတွက်၎င်းတို့ကိုယ်တိုင်မဲပေးခြင်းအသက်ပညာကတရားမကြံနားလည်လာခဲ့တယ်။အဲဒါကြောင့်15မှာလည်းပြည်သူတွေရဲ့တတိနဲ့စောမကားကြောင့်ကျွန်တော်တို့ NLD ပါတီနိုင်ခဲ့တာအလုံးသိပါ။ဒါတွေလားမဟုတ်ပါဘူး။15မှာပြီးသွားကမှ2020ရွေးကောက်ပွဲဒီမှာနေမယ်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ချက်ပြန်မကြတနိုင်ငံလုံးကျွန်တော် NLD ပါတီက ပြပြတာတာအနိုင်ယူခဲ့ပါတယ်အဲ့ဒီအနိုင်ယူခဲ့မှာပုံလင်းသမင်သားသာပြောမယ်ဆိုရင်တော့ခဏိအနာသိမ်းသွားပါတယ်ဆိုတဲ့ဘုံကျောင်းမူကြီးမင်းအောင်လိုက်ဟာမင်းမတမာမှုတွေလုပ်တယ်လို့ပြောရတော့တကယ်တော့ဒီရွေးကောက်ပွဲကိုကျင်းပခဲ့တာဟာ NLD ရ UEC ရတာဝန်ရှိသောပုဂ္ဂိုလ်အနေနဲ့ဒီရွေးကောက်ပွဲကိုကျင်းပပေးခဲ့တာမဟုတ်ပါဘူးဦးသိန်းစိန်ကနေခန့်အပ်ထားတဲ့တာဝန်ရှိသောပုဂ္ဂိုလ် UEC ကနေခန့်အပ်တာဖြစ်တဲ့အတွက်သူတို့လူနဲ့သူတို့ရွေးကောက်ပွဲမှာကျွန်တော်တို့ဝင်ပြန်ရတာပါအဲ့အတွက်မတမာမှုဆိုတာစိုးစိမ်းမရှိပါဘူး ဒါတွေကမီဒီယာတွေမှာလည်းကြည့်ပါလေကျွန်တော်တို့ရေကောက်ပွဲမှာတကယ့်ကိုကြီးကြပ်မှုကိုယူနေတဲ့ယူပေးနေကြတဲ့ကျွန်တော်ចောင်းဆရာမတွေဆရာကြီးတွေဟာတမာတမတ်ကြပါတယ်တကယ်လည်းမှန်မှန်ကန်ကန်လုပ်ပေးခဲ့ပါတယ်မဲမတမာမှုမရှိဘူးဆိုင်နိုင်ငံတကာကနေပြီးတော့ရွေးကောက်ပွဲလေ့လာတဲ့အဖွဲ့အစည်းတွေကလည်းအားလုံးကထောက်ခံပြီးဖြစ်တယ်လို့ကျွန်တော်တို့ UN ကလည်းထောက်ခံပြီးနိုင်ငံတကာလည်းလေးစားထောက်ခံပြီးဖြစ်ပါတယ် သို့တော်လဲအာနာရှင်ဟာအာနာရှင်ပိသစွာနဲ့သူဖြစ်ခြင်းနဲ့ဆန္ဒမပြည့်စုံသည့်အတွက်ကျွန်တော်တို့ခေါင်းဆောင်နဲ့တကွကျွန်တော်တို့ရဲ့လွတ်တော်ကိုယ်စားလှယ်များထံကနေပြီးတော့လက်နက်ကိုအကုပ်ပြီးတော့ပူဇာဆုံးမအနိုင်ကျင့်ပြီးဒီအာနာကိုသိမ့်ခဲ့တာဖြစ်ပါတယ်အဲဘလို့ပဲသိမ့်သိမ့်ခဏိကျွန်တော်တို့နိုင်နေတယ်ဆိုတာဟာတတ်မတော်မှခဏိလေးနှစ်လုံးလုံးကျွန်တော်တို့ပြည်သူကိုသူအုပ်ချုပ်ဖို့စူးစမ်းနေပြီပြည်သူကအုပ်ချုပ်ခွင့်လုံးဝမပေးခဲ့တာကိုကြည့် ျွန်တော်တို့ຫນွေဥတော်လံရဲ့ရဲ့ပုံရိပ်ဒီမိသူလူလူရဲ့ထောက်ခံမှုအပြည့်အဝရရှိနေသည့်အတွက်ဘယ်တော့ခါမှကြာဆုံးမှာလဲမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်နိုင်ငံရေးလုပ်ခဲ့ရတာဘာချိုးချိစုရှိလဲဆိုကျွန်တော်ဝင်ကြီးဖြစ်ဖို့လုပ်ခဲ့ခြင်းမဟုတ်ဘူးကျွန်တော်သမ္မတဖြစ်ဖို့လုပ်ခဲ့ခြင်းမဟုတ်ဘူးကျွန်တော်လွတ်တော်အမတ်ဖြစ်ခဲ့ဖို့လုပ်ခဲ့ခြင်းမဟုတ်ခနေ့တိုင်းကျွန်တော်နိုင်ငံရေးသမားတတ်တတ်တာလေဖြစ်တယ်သို့တော့ကျွန်တော်အများကြီးကျေးဇူးတင်တယ်ဘာလို့ကျေးဇူး ကျွန်တော်တို့ပြည်သူတွေပြောရာကျိုးစီယုံရာကျိုးနှက်ပါပြီပြည်သူတွေကအမှန်တရားကိုမြင်ပါပြီပြည်သူတွေအကြောက်တရားကိုရင်ဆိုင်ရပါပြီအားလုံးမြင်တဲ့အတိုင်းပဲငွေဥဒေါ်လာရင်းမှာရွာစင်းနေမီးချိုးလို့ကြောက်သွားပြီးနောက်ဆုံးသာရမှုဝင်နေရွာစင်းနေမီးချိုးကန်လေ PDF တွေဖြစ်လာလေဆိုတာတမိုင်းကတက်တဲ့ပြပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ခုနဒူတော်မောင်မင်းနဲ့မင်းကိုကျွန်တော်ပြန်ပြီးကောင်းချောင်းပြန်ဆွဲရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနိုင်ငံရေးတက်တန်းအရပြောမယ်ဆိုမဆာလာနာဝတာနာဘာ ဦးသိန်းစိန်ဆိုရထောင်ဆန်းစုကြည်ရဲ့ NLD ဆိုရလက်ထက်50လုံးလုံးမှာကျွန်တော်ကနိုင်ငံရေးကိုတဆိုင်မမတ်လုပ်ခဲ့တာဖြစ်ဒီအတွက်ကျွန်တော်ရဲ့နိုင်ငံရေးတက်တန်း39နှစ်ရှိတယ်လို့ပြည်သူလူထုကိုလည်းကျွန်တော်အချိန်နဲ့တပြေးညီရရင်ရတယ်လို့ကျွန်တော်စွမ်းနိုင်တယ်မြစီယုံပါတယ်ဟောပြောပါတယ်ဆိုတာလေးကိုကျွန်တော်တင်ပြအပ်ပါတယ်နော်